တာယာရဲ့အနေဖြစ်ကြပါစေလို့အားလုံးကိုဥမေ channel ကနေမှဖန်ပြလေးပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ကျွန်တော်ကချင်ပြည်နယ်ရဲ့စီးရဲတရင်ကိုပြောပြခြင်းနဲ့မချမ်းပေါ်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ social media တွေထဲမှာမြည်ရလိမ့်မယ်။ဗီဒီယိုပြဖို့ကလည်းတနတ်တန်ဒီတရင်နေနေဆိုတော့မပြနိုင်ဘူး။ဆိုတော့အခုစစ်ခွေးတွေနဲ့ဒီပြည်သူခွေးတွေထွက်ပြဲသွားတာပြောစရာစကားတောင်မရှိဘူး။အခုဒီစစ်ခွေးတွေကဘလောက်အထိ မူလလည်းဟောင်းခွေးတစ်စိတ်ကိုဘလောက်ကြိုက်တယ်လဲဆိုတာကိုပြောပြချင်တယ်။ကျတော့ငယ်ငယ်တုန်းကတော့ចောင်းသွားလို့ရှင်လွဲအိတ်နဲ့သွားကြတယ်။အခုမြို့ကြီးမှာနေတဲ့85ရာခိုင်နှုန်းလောက်သောចောင်းသားတွေဟာလွဲအိတ်ကင်မဲ့အစား backpack နဲ့ចောင်းသွားကြတယ်ဒီလိုမျိုးပေါ့နော်တနေ့ပြီးတနေ့တိုးတက်လာကြတယ်အိမ်မှာလည်းပဲ ठी နဲ့ထမင်းချက်စားတယ် မီးတွင်းနဲ့ချက်စားတယ်လက်စင်နဲ့ချက်စားလာတယ် gas နဲ့ချက်စားလာတယ်အဲ့လိုမျိုးနဲ့တိုးတက်လာခဲ့ကြတယ်ဒါပေမဲ့မူလာလက်ဟောင်းခွေးတစိ့ကိုကြိုက်တော့စခွေးတွေကတော့ဟိုးကျမစမြင်ဘူးကတည်းကနေမှအပေါက်ကြီးကြီးနဲ့ချင်းချားတုံးတာခုချိန်တိတုံးတာဆိုတော့အခုဒီမချမ်းပေါ်မှာ ခွေးပြဲဝပြဲပြဲသွားတဲ့အခါမှာတလန်းလုံးမှာချင်းချားတွေပုံနေတာပဲ ကျမရဲ့ဒီ YouTube ထဲမှာတင်ပေးလိုက်ပါတယ်နော်။ဘာကြောင့်မို့ပြဲလို့ရှင်တို့ပစ္စည်းမေ့သွားကြတလေလို့ပြောတဲ့အခါတချို့တွေကတော့နော်ကိုယ့်ရဲ့ပစ္စည်းကိုမမိတဲ့သူတွေကတော့တော့ကန်ကြပါတယ်။သဘောကျလို့လို့ပါ။နော်ဆိုတော့အော်တိုဘလတ်73ရဲ့နေ့တုန်းကကျွန်မျိုးမြင်ပြောသွားတာက KIA 10ရောက်နဲ့ PDF 10ရောက်ကတော့စစ်ခွေးဘက်ကိုအမောင်ခုံချသွားတယ်ဆိုပြီးမှပြောသွားတယ်ဆိုတော့အခုဘယ်မှလဲမသိဘူးဒီ KIA နဲ့ PDF တွေကိုလိုက်ရှာတာမတွေ့ဘူးပဲစစ်တပ်ထဲမှာအလေးဝင်သွားတယ်လေလို့လိုက်ရှာတာမတွေ့ဘူးဒါပေမဲ့စစ်ခွေးနဲ့ပြည်သူခွေးတွေကတော့တမလွန်ဘက်ကို အလင်းဝင်သွားတဲ့စစ်ခွေးတွေနဲ့ပြည်သူခွေးတွေအများကြီးတော့အခုကျွန်တော်တို့ကချင်ပြည်နယ်မှာရှိနေတယ်ဆိုတဲ့အကြောင်းပြောချင်တယ်။တချိန်ထဲမှာပဲအခုကျွန်တော်တို့ဘယ်နားမှာမြင်ရတယ်နော်။ကချင်တို့မျိုးဖြစ်ပြီးမှကိုမြေကိုရဲကိုရဲဒေတာကိုဖျားသခင်ကပေးထားတယ်။ဒါပေမဲ့လည်းပဲကျွန်စိတ်ရှိနေတော့ကချင်တို့မျိုးတွေကိုနေရာကိုဟောက်ခွေးတွေကိုလာအုပ်ချုပ်ခိုင်းစေချင်တော့ကချင်တို့မျိုးတွေ အခုနင်းတို့ရဲ့အုတ်ကြီးစီးရင်တွေအတိအကျထွက်ခက်လာပြီနော်ဆိုတော့ကျွဲတို့ကချင်တို့မျိုးတွေကကိုယ့်ရဲ့ကချင်တို့မျိုးတွေရဲ့တမိုင်းမရိုင်းရအောင်ကချင်တို့မျိုးထဲမှာ နော်ကျွန်စိတ်ရှိနေတော့သူတွေကိုချင်မုန်းဖို့ရတဲ့အချိန်ဖြစ်တဲ့ဒါကြောင့်မို့ကချင်မျိုးတွေရဲ့ရာဆွေမရိုင်းအောင် ကချင်မှာခွေးကျွန်မဆိုတာမရှိအောင်ပပျောက်အောင် လုပ်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်အုတ်ကြီးစီးရင်တွေအခုထွက်ပေါ်လာပြီး တကယ်လို့ဒါနင်တို့ကခွေးမျိုးနဲ့မသေးချင်ဘူးလူဖြစ်ချင်တယ်ဆိုလို့ရှင်တော့အမြန်ပြောင်းလဲကြပါလို့ဒီကနေပြောချင်တယ်နော်ဆိုတော့အခုဒီမချမ်းပေါ်မှာတမလွန်ဘက်ကိုအလေးဝင်သွားတာတွေအများကြီးရှိတယ်လို့အခုအခြေကျိုးလက်ကျိုးသွားတာတွေအများကြီးရှိတယ်ဒါကြောင့်မို့မနေ့ကတော့ခွေးကားနဲ့ကျိုးပိတ်နေတော့ခွေးတွေကိုလာခေါ်သွားပြီးမှအခွေးဆဲယုံဘက်ကိုရောက်ရှိသွားပြီဆိုတဲ့အကြောင်းပြောပြချင်တယ်။ဝိုင်းမော်မှာတော့ထူးထူးခြားခြားတိုက်ပွဲတွေတော့မရှိဘူး။ဒါပေမဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်။ပြီးလို့ရှိရင်အခုဘမော် တနတ်တာနေနဲ့ပြည်နေတဲ့အတွက်ကြောင်းကျွန်မအတန်တက်တဲလေးထည့်ပေးမယ်နားထောင်ကြည့်ရအောင်နော်နှုတ်ရဲ့လေးကိုရောလေးစီးလာပါပြီလေးစီးလာပြီကွာ ပမောမဒီလိုမျိုးအခြေအနေရောက်နေပါတယ်ဆိုတော့ကြောင်းပြောချင်တယ်ပြီးနောက်တစ်ခုကတော့ဗတ်မောက်မာကဗတ်မောက်မျိုးရဲ့အနောက်ချမ်းမှာရှိတဲ့ဆယ်မိုင်မှာဆက်လက်ပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတော့ကြောင်းပြောပြချင်တယ်ဒီနေ့ကတော့ကျွန်မခွေးကောင်းဆောင်နှကောင်ရဲ့ပြောသွားတဲ့ဗီဒီယိုလေးကို reaction လုပ်ချင်တဲ့အတွက်ကြောင်းအချိန်ကြီးအရန်ကြာသွားမှာစိုးတဲ့အတွက်ကြောင်းကျွန်မတခြားအာပြည်နေတဲ့အတိုင်းကစစ်ရဲကြီးကိုထဲ့မပြောတော့ဘူးဆိုတော့အခုဗတ်မောက်ဦးစိုးအနေနဲ့ကျွန်တော်ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ဒိုင်းရင်တန်းနဲ့ကိုင်အဖွဲ့အစည်းများအကြားမှာတနင်္ဂနွေပြစ်ခတ်တိုက်ခိုက်မှုရစဲသဘောတူစာချုပ် NCA ကိုချုပ်ဆိုနိုင်ခဲ့တာစနစ်ပြင်းပေါက်တဲ့မင်းနဲ့ရှိသောနေ့ပဲဖြစ်ပါတယ်ကျွန်တော်လည်းရတာ89နှစ်ကျော်ပြီဖြစ်ပြီးတော့လာမယ့်2028ဆိုလို့ရှိရင်နှစ်80ပြည့်ပါတော့ကျွန်တော်လူလာရဲ့ရတာဘာများပြည့်ပြည့်ဝဝခံစားရလဲပေါ့ဒါကျွန်တော်တို့ပြန်ကြည့်လို့လိုပါလိမ့်လူလာရကြရေပယောဂမျိုးတွေကြောင့်အခုထိတိုင်းပြည်မှာ တိုင်းဒါပြည်သူတွေဒုက္ခဆင်းရဲမျိုးစုံနဲ့ကြိုးတွနေရတာဖြစ်ပါတယ်ကျွန်တော်အိန္ဒိယနိုင်ငံတွေပါဝင်တည်ငြိမ်ပြီးတော့တိုးတက်နေတဲ့နိုင်ငံများနဲ့နှိုင်းရှင်ကြည့်နိုင်ပါတယ်ကိုနဲ့အင်အားတူတဲ့ကိုနဲ့လူကြီးအပြင်တူညီတဲ့အကြံအဝါအပြင်တူညီတဲ့စီပွားရေးအပြင်တူညီတဲ့နိုင်ငံတွေနဲ့နှိုင်းရှင်ကြည့်မယ်ဆိုတော့ကျွန်တော်တို့နောက်ကျကြံကြတော့ဒါတွေ့နိုင်ပါတယ်ဒီရင်ပြပပယောကအမျိုးမျိုးကြောင့်ကျွန်တော်တို့ဒီလိုဒါဖြစ်လာခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ပါတယ်အားနဲ့ကျအရှိဆုံးတော့ နိုင်ငံသူနိုင်ငံသားတွေထဲမှာအသိပညာတတ်ပညာအတိုင်းပညာအားနည်းနေတာဆိုတာလေကျွန်တော်တို့တွေ့ပါကျွန်တော်1980ခုနှစ်ဒီမိုကရေစီနဲ့ပတ်သက်ပြီးတောင်းဆိုမှုတွေလုပ်တဲ့အချိန်မှာပြည်သူကနေပြီးတော့ပါတီဆိုဒီမိုကရေစီကိုတွားကျင်တယ်လို့ပြောတော့တဲ့ကြောင့်ကဲဟုတ်ပြီအဲဒါဆိုရင်လည်းပြည်သူရဲ့ဌာနဖြစ်တဲ့ပါတီဆိုဒီမိုကရေစီစနစ်ကိုကျွန်တော်တို့အခုရအောင်တွားကြတာဖြစ်ပါတယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုခြေခံနေပြည်တော်စုတိဆောက်ရေးလို့ကျွန်တော်တွားပါတယ်ဒါလည်းတမတော်နေပြီးဥဆောင်ပြီး လုပ်ပေးကြတာဖြစ်ပါတယ်။အဲဒီအချိန်တုန်းကရှိခဲ့တဲ့အချိန်တွေရပါလေဒီအချိန်ကဥပဒေကျွန်တော်ရေးဆွဲခဲ့တော့ဖြစ်ပါဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပြည့်ပုံဖို့လိုအပ်တယ်ဆိုတာကျွန်တော်နားလဲပါတယ်။အဲကြောင့်ကျွန်တော်ဒီ2021ခုနှစ်နိုင်ငံရေးတာဝန်ယူပြီးတဲ့အချိန်မှာတိုင်းသားနဲ့ကအဖွဲ့အစည်းတွေနိုင်ငံရေးပါတီတွေနောက်သုံးဆောင်တည်သူဆွတ်ထားတဲ့ပုဂ္ဂိုလ်တွေကျွန်တော်ကိုယ်တိုင်တော်တော်ကောင်းကျွန်တော်ရဲ့ကုသလားကုသလေများနဲ့တော်တော်ကောင်းအချိန်ရင်တွေ့ဆုံဆွေးနွေးပြီးတော့မှကဲဟုတ်ပြီအခြေခံဥပဒေတွေပြင်ဖို့တဲ့ကျွန်တော်တချို့ဟာတွေကျွန်တော်သဘောတူညီချက်ကိုပေးပါတယ် ကျွန်တော်ကိုယ်တိုင်လည်းဖြစ်ချင်ပါတယ်ကျွန်တော်ရဲ့ဆန္ဒကတိုက်ပြီးအေးချမ်းပြီးတော့မှတိုးတက်ခြင်းနဲ့တိုက်ပြီးဖြစ်ချင်တယ်ဘာလို့လဲကျွန်တော်နှုတ်ချချင်ခဲ့ရလဲဒါကြောင့်ဖြစ်နေတာကျွန်တော်ဘက်လှုပ်ပေးမယ်တိုင်းတာနဲ့တက်ဆိုင်ရတက်ဆိုင်ရပုံကူများလည်းဖြစ်နေတာကိုပဲပြောဖို့လှုပ်ချဖို့ဒါပြောချင်ပါတယ်မဖြစ်နေတာလည်းရှောက်ပြောပြီးတော့မှအလုပ်နေလို့မရပါဘူးဥတိချက်မှန်ကန်သာနဲ့လှုပ်ဖို့ကျွန်တော်လိုအပ်ပါတယ်တိုင်းတာနဲ့ပတ်သက်ပြီးတော့တောင်းဆိုချက်တွေလှုပ်တဲ့အခါမှာနိုင်ငံရေးအစီအမင်းဖြစ်တဲ့လွတ်တော်ပေါ်မှာ ပြောနိုင်တာတော့အကောင်းဆုံးဖြစ်ပါတယ်။မနေ့ကပြုလုပ်ခဲ့တဲ့ NCA ဆယ်နှစ်ပြည့်အခမ်းအနားထဲမှာဒီခွေးကျဘူးကနဲ့ဟောင်းသွားတာကတော့တိတ်ပြီးမှရှင်းလင်းပါတယ်။ဒီ NCA ဆိုတာဟာမြန်မာနိုင်ငံအစိုးရဒီနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကနေမှငြိမ်းချမ်းရေးအတွက်စာချုပ်ချုပ်ဆိုခဲ့တဲ့အရာဖြစ်တယ်။ ဒါပေမဲ့လည်းပဲအခုမြန်မာနိုင်ငံမှာအစိုးရမရှိတဲ့အတွက်ကြောင့် DNCA ဟာမရှိတော့တာဖြစ်တယ်။စစ်ခွေးတွေနဲ့ချုပ်ဆိုခဲ့တာလည်းမဟုတ်ဘူးအစိုးရတွေနဲ့ချုပ်ဆိုခဲ့တဲ့အရာဖြစ်တယ်။အခု NCA ရဲ့တမိုင်းကြောင်းကိုသူတို့ကပြောလာခဲ့တဲ့အခါမှာ DNCA ကိုစစ်ခွေးတွေကနေစလာတာတော့မဟုတ်ဘူး။ KIO ဌာနဖြစ်တဲ့ Liza မှာ KIO ဒီဥဆောင်ပြီးတော့စတင်လာခဲ့တယ်။တိုင်းရင်းသားတွေအားလုံးကနေမှကြိုက်လို့ DNCA ကိုအစိုးရတွေနဲ့စချုပ်ချုပ်ဆိုခဲ့တာ။ တိတ်မှန်ပါတယ်ဆိုတော့အခုပြောရရှိတာက KOD ဥဆောင်ခဲ့တဲ့ဒီ NCA ထဲမှာဘာကြောင့်မို့ KIO ကြတော့ဒီစာချုပ်ထဲမှာမပါလာတယ်မေကိုမေးရှာရှိတယ်ဆိုတော့ဒါကိုနည်းနည်းလေးကျွန်မ background ကနေမှပြောပြမယ်ဆိုတော့2023ခုနှစ်တုန်းက KIO အစည်းအဝေးပြီးသွားတဲ့အခါမှာ KIOD ဘက်ကနေမှတိုင်းရင်းသားလက်နက်ကိုင်းတွေနဲ့ပူးပေါင်းပြီးတော့အခုငိုရုံမြန်မာတနင်္ဂနွေလို့ငင်းချမ်းဖို့ရတဲ့လိုအပ်လာပြီး ငါတို့ဒီလိုမျိုးတသက်လုံးဒီလိုမျိုးပြစ်ခတ်တာတော့အဆင်မပြေဘူးဆိုပြီးမှတိုင်းရင်သားလက်နက်ကိုင်းတွေအားလုံးပေါင်းပြီးတော့ NCA ဖြစ်ပေါ်လာဖို့ရတဲ့ KIO ကနေမှအားကျိုးမှန်တက်လုတ်ခဲ့တယ်ဒီ KNU အုပ်ချုပ်တဲ့နေရာမှာလည်းပဲဆွေးနွေးပွဲတွေလုတ်ခဲ့တယ်ဆိုတော့2023ခုနှစ်တုန်းကဆွေးနွေးတိုင်ပင်ခဲ့တာတွေအကုန်လုတ်ပြီးတဲ့အခါမှာ2025ရောက်လာခဲ့တဲ့အချိန်မှာကျတော့တနိုင်ငံလုံးအတိုင်းအတာနဲ့စာချုပ်ချုပ်ဆိုဖို့ရတဲ့ အချိန်ဖြစ်လာခဲ့ပြီးအချိန်ကြရောက်လာပြီးဖြစ်တဲ့အတွက်ကြောင့်စာချုပ်ချုပ်ဆိုဖို့လုပ်တဲ့အခါမှာ KAOD ပြုစုပြူထောင်ခဲ့တဲ့ဒီအစိုးရဒီက AAD ကိုအထင်တဲခဲ့တဲ့2021 2020မှာ PDF ဒီကိုအထင်သေးခဲ့တယ်လို့ပဲ AAD ကိုသူတို့ကအထင်တဲခဲ့တယ် TNLD ကိုအထင်တဲခဲ့တယ် MNDAA တွေကိုအထင်တဲခဲ့တယ်ဒီ AAD ဆိုတာဟာ KAAD မွေးထုတ်ခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တယ်2023 2025ဆိုတာခါဒီမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေလည်းမကြားဘူးတလို့ရှိတယ်အစ်မတမတေးငယ်သေးတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ခဲ့တယ်။ AAD ကိုလည်းပဲဒီ NCA ထဲမှာစာချုပ်ဆုပ်ဆိုဖို့ရတော့လုံးဝဒီအစိုးရတွေဘက်ကနေမှသဘောမတူညီခဲ့ဘူး။ TNLA ဆိုတာဟာ2023ရဲ့ရှေ့ကနေမှရှိခဲ့တယ်။ဒါပေမဲ့ TNLA ဒီဟာခဏခဏပြိုလဲမှုတွေဖြစ်ခဲ့တယ်။ KIO ဘက်ကိုရောက်လာတဲ့အချိန်မှတောင်မှသူတို့ကသူတို့ရဲ့လက်နက်ကိုင်ဘဝဟာ0ဖြစ်ခဲ့တယ်။အဲ့ဒီအချိန်မှာကျွန်တော် KIA ABC ကိုရောက်လာခဲ့တယ်။ KIA ဒီဘက်ကနေမှ အာသူတို့ကိုစစ်ပညာပြန်သင်ပေးခဲ့တယ်အဆက်ဆက်အရာရာ2019အထိပတ်စံထောက်ပံ့မှုတွေနဲ့သူတို့ကိုပြုစုပြုထောင်လာခဲ့တယ်ဆိုတော့ဒီ TNLD ကိုလည်းမြန်မာအစိုးရဒီဘက်ကနေမှအထင်တဲခဲ့တဲ့အတွက်ကြောင့် TNLD ကိုလည်းဒီ NCA ထဲမှာစာချုပ်ချုပ်ဆိုဖို့ရအတွက်ညှင်းဆိုခဲ့တယ် ထိုနည်းတူပဲ MNDAAD ဟာအရင်ကတည်းကရှိခဲ့တဲ့လက်နက်ကိုင်တွေဖြစ်တဲ့ဒါပေမဲ့မူရစ်ဆဲဝါကြောင့်သူတို့မှလည်းဘဝပြတ်ခဲ့တယ်။အဲ့ချိန်ခါမှာကျွန်တော် KIO ရဲ့စစ်ဌာနချုပ်ကိုရောက်လာခဲ့တယ်။သူတို့ကိုစစ်ပညာတွေဆက်တင်ပေးတယ်၊ဒီအုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေကိုတင်ပေးတယ်၊အစအစအရာရာ TNLG ကိုပြုစုခဲ့တယ်လို့ AAD ကိုပြုစုခဲ့တယ်လို့ဒီ MNDAAD ကိုလည်းပဲ KIAD ဘက်ကနေမှပြုစုပြုထောင်ခဲ့တယ်။အဲ့အချိန်ခါတုန်းကတော့အင်အားနေသေးတဲ့တပ်ဖွဲ့တစ်ခုဖြစ်ခဲ့သေးတာပေါ့နော်။အဲ့အချိန်တုန်းကဒီအစိုးရတွေလည်း MNDAAD ကိုအထင်တဲခဲ့တယ်။ဒါကြောင့်ဒီ NCA ထဲမှာလက်မရေးထိုးခွင့်လုံးဝခွင့်မပြုခဲ့ဘူး။ဆိုတော့ KIOD ဟာ တိအချက်ကိုမွေးထုတ်ခဲ့တဲ့လက်နက်ကိုင်းတွေကိုဒီ NCA ထဲမှာလက်မှတ်မရေးထိုးခဲ့တာတွေပါသလိုနောက်တစ်ခုကတော့တေးတွေဖြစ်စေကြီးတွေဖြစ်စေ DAAD TNLD MNDAAD ကိုလည်းပဲသူတို့ရဲ့တိတ်ခါနဲ့သူတို့ရဲ့အဖွဲ့အစည်းနေနဲ့ရှိလာပြီးဖြစ်တဲ့အတွက်ကြောင့်ဒီအဖွဲ့အစည်းတွေကိုလည်းမထည့်ဘူးဆိုတဲ့အနေနဲ့ကျွန်တော် KIOD ကတော့ညီမျှခြင်းမရှိတဲ့တန်းတူအခွင့်ရမပါဝင်တော့ စာချုပ်ဖြစ်တဲ့အတွက်ကြောင့် KIOD ကတော့လုံးဝဒီ NCA စာချုပ်ကိုမချုပ်ဆိုဘဲနဲ့နှုတ်ထွက်ခဲ့တာဖြစ်တယ်။ဆိုတော့ဒီ NCA ရဲ့အဓိကမူဖြစ်တဲ့အမျိုးသားတန်တူရေးကိုပိုင်အုပ်ချုပ်ရေးလွတ်လပ်တရားမျှတမှုဆိုတဲ့အရာတွေကိုထည့်တွင်းပြီးတော့ဖွဲ့စည်းထားတဲ့ NCA ဖြစ်တဲ့အတွက်ကြောင့်အခုဒီ AAD ကိုမပါနဲ့ MTNLD ကိုမပါနဲ့ MNDAAD ကိုမပါနဲ့ဆိုတာဟာတန်တူအခွင့်ရေးကို ပထမဦးဆုံးချိုးဖောက်တဲ့အရာဖြစ်တယ်ဆိုတော့ဓာတ်မတူလို့ပဲအေးအေးဒီနင်တို့ဟာငယ်သေးတယ်မလာနဲ့ TNL ဒီနင်တို့ဆိုလို့ရှင်တဲ့အစ်စ်မရှိဘူးမလာနဲ့ဆိုတာဟာဓာတ်တူခွင့်ရေးဆိုတဲ့ပုံမှာလုံးဝချိုးဖောက်တာဖြစ်တယ်ဒါကြောင့် KIOD ကတော့သူတို့ဦးဆောင်ကမကထာလုပ်ပြီးမှစလာခဲ့တဲ့ NCA ဖြစ်ပေမဲ့လည်းပဲ KIOD ကတော့နော်လုံးဝပါဝင်ခြင်းမရှိခဲ့တာဒါကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်ဆိုတော့ဒီ NCA စာချုပ်ကိုမချုပ်ဆိုကြတဲ့က NCA စာချုပ်ရဲ့အဓိကအချက်တွေကိုချုပ်ဖောက်ခဲ့ပြီးတာဖြစ်တယ်ဒါကြောင့်ဒီနေ့ဒီအချိန်ထိဒီ NCA ဟာစာရွက်စုပ်တစ်ခုပဲဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်။ဆိုတော့အခုဒီအဲထဲမှာခွေးကျဘူးကဘာပြောလဲဆိုတော့ အခု2028ရောက်လာခဲ့တဲ့အခါမှာကျတော့လွတ်လပ်ရေးဆိုတာလည်းပဲ80ကိုရောက်လာခဲ့ပြီဒါပေမဲ့လည်းပဲလွတ်လပ်ရေးဆိုတဲ့အရာတာကိုမခံစားရခဲ့ဘူးလွတ်လပ်ရေးရပြီးခဲ့ပေမဲ့လည်းပဲပြည်တွင်းပြည်ပပျောကမျိုးမျိုးဒီကြောင်းမြန်မာနိုင်ငံမှာဒုက္ခတွေမျိုးမျိုးနဲ့ရောက်ရှိခဲ့တာဒီနေ့ဒီအချိန်ထိဖြစ်တယ်လို့ပြောတယ်ဆိုတော့ဒီပျောကကဘယ်သူလုပ်တယ်လဲနင့်တို့ခွေးတွေလုပ်ခဲ့တယ်မဟုတ်ဘူးလားနင့်တို့အာနာစတင်ခဲ့ပြီလွတ်လပ်ရေးရခဲ့တဲ့အချိန်ကလေးက ကချင်တကြဗမာတကြရှမ်းတကြဗမာတကြနဲ့နေလာခဲ့တယ်ဆိုလို့ရှိရင်ဒီနေ့ကျမတို့မှာဘယ်ပယောကမှမရှိဘူးဒီပယောကကနင့်တို့ခွေးတွေလုတ်ခဲ့တာဖြစ်တယ်နင့်တို့ခွေးတွေဘက်ကနေမှလူမျိုးကြီးဝါဒငါတို့ဗမာတွေပဲအုတ်ချုပ်ရမယ်ဆိုတော့ခွေးစိတ်တဝင်လာခဲ့တဲ့အတွက်ကြောင့်ဒီနေ့ဒီရဲ့အချိန်ကထိမြန်မာနိုင်ငံဟာမငြိမ်းချမ်းသာဖြစ်တာဘယ်ပြည်တွင်းပြည်ပရဲ့ပယောကမှမဟုတ်ဘူး အိန္ဒိချင်းနိုင်ငံတွေနဲ့ရှင်လဲလို့ရှင်လဲငါတို့မြန်မာနိုင်ငံဟာနောက်ကျတယ်လို့ပြောတယ်။နောက်ပြန်ဆွဲနေတာအခုဘယ်သူလဲ။အရင်တုန်းကမြန်မာနိုင်ငံမှာတိုက်အိမ်ဆိုတာဟာရည်သွက်လို့ရတယ်။ဒါပေမဲ့လည်းပဲတော့လွန်ခဲ့တဲ့10နှစ်လောက်မှာပဲမြန်မာနိုင်ငံမှာတိုက်အိမ်တွေကပိုများလာခဲ့ပြီး ပြီးတော့ကျောင်းတွေများလာခဲ့တယ်။ နည်းနည်းလေးအဆင့်လေးတွေတက်လာခဲ့တဲ့အခါမှာဒီနှစ်2021ကနေ2025အထိနင်းတို့မြို့ရွာတွေဘလောက်ကိုဖျက်ဆီးလိုက်ပြီလားဆိုတော့အခုအညာတွေမှာဆိုလို့ရှင်ရွာလိုက်ရွာလိုက်မြှို့လိုက်တယ်တချို့ဆိုလို့ရှင်ဘယ်နေရာမှာကအခုအိမ်မတော်မသိအောင်နင်းတို့မြှို့လိုက်တယ်ဆိုတော့အခုရှမ်းမြောက်မှာဆိုလို့ရှင်လည်းညံ့ညက်ကြအောင်နင်းတို့နော်ဘုံကျဲတိုက်ခိုက်ခဲ့ပြီအခုကျွန်တော်ဘမောဘယ်မှာကအိမ်လဲမသိဘယ်မှာက လေယာမှမသိ အကုန်င်းတို့ဖျက်ဆီးလိုက်တယ်ဆိုတော့အခုမြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေအားလုံးကြည့်ရအောင်အိန္ဒိယဘယ်မှာလဲအိန္ဒိယစစ်တပ်ကနေမှဘုံကျဲလိုက်လို့အိန္ဒိယနိုင်ငံကတဲဆုပ်တလုံးမီးလောင်သွားတာဘယ်မှာရှိတယ်လဲတရုတ်ပြည်မှာတရုတ်စစ်တပ်တွေမီးရှို့လိုက်လို့လောင်ကျွမ်းသားတဲ့အိမ်အဆုပ်တလုံးရှိသလားထိုင်းနိုင်ငံမှာထိုင်းစစ်တပ်ကနေမှမီးရှို့လိုက်လို့ပြက်စီးသွားတဲ့ထိုင်းအိမ်အဆုပ်တလုံးရှိသလား ဆိုတော့ဘင်္ဂလားဒေ့ရှ်မှာလည်းထူနီး၎င်းပဲဘင်္ဂလားဒေ့ရှ်စစ်တပ်ကနေမှဘုံကျဲတိုက်ခိုက်လို့ဘေးရွာပျက်စီးသွားတာရှိတယ်လေဆိုတော့ဒီအိနီချင်းအားလုံးကိုပဲကြည်လိုက်ပါမြန်မာနိုင်ငံကိုအုပ်ချုပ်ချင်နေတဲ့ခွေးနဲ့တူတာဘယ်နိုင်ငံမှာရှိတယ်လဲဘယ်ကဘာမှာရှိတယ်လဲနင်းတို့ခွေးတွေနဲ့တူတော့ နင်းတို့ခွေးတွေလိုမျိုးယွန်းစရာကောင်းတော့အကျင့်စာတဲ့တန်နဲ့ပြည်စုံတာကဘာမှဘ ᱹ ူမွေးထားတယ်လဲနင်းတို့ရဲ့အဖေမေကလွဲရင်ဘဲသူမှမမွေးထားဘူးဒါကြောင့်မြန်မာနိုင်ငံမှာဘဲအိမ်နီးချင်းနဲ့ပဲရှင်ရှင်တကဘာလုံးနဲ့ပဲရှင်ရှင်မြန်မာနိုင်ငံဟာအစ်မတမကြဆင်းနေတဲ့နေရာဖြစ်တယ်မြန်မာနိုင်ငံတိုးတက်ခါစားပဲရှိသေးတယ်နင်းတို့တနိုင်ငံလုံးကိုဖျက်ဆီးလိုက်တယ်မိတောင်မှမမမရနိုင်တဲ့နိုင်ငံတနိုင်ငံဖြစ်တယ် ဆိုတော့ပြည်တွင်းပြပပယောကကြောင့်လားနင့်တို့ခွေးတွေဖြတ်စည်းသလားဆိုတာနင့်သားတော်မသိနိုင်ဘူးလားခွေးချဖို့နင့်အမေကဘေထရစ်ဆန်နဲ့ပေါင်းဆက်ပြီးတော့နင့်ကိုမွေးထားတယ်လေခွေးချဖို့ဆိုတော့အခုဒီ88ရဲ့ရဲခင်မှာကျောင်းသားဒီကနေမှ Federal Democracy ကိုလိုချင်တယ်ဆိုလို့တောင်းခဲ့တဲ့အတွက်ကြောင့်အခုစစ်ခွေးဒီကတော့ Federal Democracy ကိုဖော်ဆောင်နေတာဖြစ်တယ်လို့ခွေးချဖို့ဟောင်းသွားတယ်ဆိုတော့အဲ့အချိန်အခါတုန်းက အခြေအနေပေါ်မှာမူတည်ပြီးတော့2008အခြေခံဥပဒေဆိုတဲ့လက်တလုံးကြားဥပဒေကိုထုတ်ခဲ့တာဖြစ်တဲ့ဒါပေမဲ့အခုတချို့နေရာမှာပြင်ဆင်ရှိတာဖြစ်တဲ့အတွက်ကြောင့်ဒါကိုပြင်ဖို့အတွက်လည်းသူကခွင့်ပြုတယ်တဲ့နင့်တယောက်သေးပဲခွင့်ပြုလို့ရအောင်မြန်မာတနိုင်ငံလုံးနင့်မအေကပြည်သူစားခံပြီးမွေးထားတဲ့တာသမီတွေမဟုတ်ဘူး နော်2008ဥပဒေကိုနော်သူ့အချိန်အခါပေါ်မှာမူတည်ပြီးမှ ရေးဆွဲခဲ့တယ်2021နိုင်ငံရဲ့အာဏာကိုရယူခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ 2008ဥပဒေဆိုတဲ့လက်တလုံးကြောင့်ဥပဒေကိုလည်းပြုတ်ပြင်ဖို့ရန်အတွက်သူကလည်းသဘောတူညီခဲ့တယ်တဲ့ဆိုတော့2021မှာနိုင်ငံရေးတာဝန်ကိုရယူတယ်ဆိုဘသူစီကနင်းကရယူတယ်လဲဘသူကနင်းကိုပေးခဲ့တယ်လဲတောင်းနိုင်တဲ့တာခွေးဝဲစားကတော့ဒီနေ့ကစပြီးနိုင်ငံတော်ရဲ့အစိုးရဖြစ်တယ်နိုင်ငံတော်ရဲ့ယာယီတမရဖြစ်တယ်လို့နင်းကိုဘသူကဒီနေရာကိုပေးလိုက်လို့2021မှာနိုင်ငံတော်ရဲ့တာဝန်ကိုရယူတယ်လို့နင်းဘာကြောင့်ဟောင်းတယ်လဲခွေး မင်းနိုင်ပြီးတော့အစိုးရဖြစ်မဲ့ပါတီတွေကိုထောင်ချပြီးမှနင်လက်နဲ့အားကိုပြီးတော့ဒီနိုင်ငံရဲ့အာဏာကိုတိမ့်ပိုက်ခဲ့တာနင်မဟုတ်ဘူးလားဘသူကနင်ကိုအာဏာပေးလိုက်လို့2021ကနေမှနိုင်ငံရဲ့အာဏာကိုရယူခဲ့ပြီးတယ်လို့နင်ဘာကြောင့်ပြောတယ်လဲ ဆိုတော့နင့်ကိုဘသူကအစိုးရလို့တတ်မှတ်ခဲ့တယ်လေနင့်ကိုငိုရုတ်ကမလို့ချင်တော့ဒီနေ့နင့်ကိုတိုက်ခိုက်နေတာနင့်မမြင်ဘူးလားမြန်မာနိုင်ငံမှာရှိတော့တိုင်းရင်သားရှစ်မျိုးထဲကနင့်ဟာလူပမာထဲကခွဲထွက်တော့ခွေးဖြစ်တယ်နင့်တို့ခွေးတွေမပါတော့တိုင်းရင်သားရှစ်မျိုးကနေမှနင့်ကိုမောင်းထုတ်နေတာနင့်မသိဘူးလားနင့်ကနိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်တဲ့ခွေးတကောင်ဖြစ်တယ်ဆိုလို့ရှိရင်ငိုရုတ်ကနေမှဒီနေ့နင့်ကိုတိုက်ခိုက်နေမလား သူကိုယ်တိုင်လည်းမြန်မာနိုင်ငံငိမ့်ချမ်းတာတွေတိုးတက်တာတွေမြင်ချင်တယ်လို့ပြောတာအစိုးရဖြစ်လာမဲ့ပါတီဒီကိုထောင်ထဲချပြီးမှနင့်နိုင်ငံယူလာတဲ့အချိန်ကနေစပြီးတော့မြန်မာနိုင်ငံငိမ့်ချမ်းနေသလားမြန်မာနိုင်ငံတိုးတက်နေသလားနင့်မမြင်ဘူးလားနင့်ရဲ့မျက်စိထဲမှာဘယ်လိုမျိုးခွေးမျက်စိရှိနေသလားဆိုတော့မြန်မာတနိုင်ငံလုံးထဲမှာဘေးနေရမှာများငိမ့်ချနေတယ်လေနင့်မိသားစုအိမ်ထဲမှာတော့နင့်ငိမ့်ချမှုရနေတလား နောက်တစ်ခုကတော့နင်းခွေးကိုတိုင်းတိုးတက်တာမြင်ချင်တယ်လို့ပြောရင်ဒီနေ့နင်းလက်ထက်ထဲမှာတိဆောက်ခဲ့တဲ့အိမ်တလုံးရှိသလားခွေးကကျွန်တော်လို့မတုံးရဘူးเนาะဆိုတော့နင်းခွေးကိုတိုင်းငင်းချမ်းရလို့ချင်တယ်တိုးတက်တာလို့ချင်တယ်လို့ပြောတာငင်းချမ်းတယ်ဆိုတဲ့စကားလုံးရဲ့အတိတ်ပဲကိုရောနင်းခွေးတိသလားဘာကြောင့်မို့ငိုရောကတော့သူများရဲ့နိုင်ငံနဲ့ချင်းလို့ရှင် နောက်ကျနေတယ်လေတဲ့နင့်သားတော့မသိဘူးလား နင်းတို့ကြောင့်နောက်ကျနေတာလေအခုမှတိုးတက်စပြုတ်လာတဲ့နိုင်ငံဒီမိုကရေစီလမ်းကြောင်းကိုတည်တည်လေးရောက်ခဲ့တယ်လူတွေမျက်စိဖွင့်ခါစားပဲရှိသေးတယ်နင်းမြန်မာနိုင်ငံကို နောက်ပြန်ဆွဲပြီးတော့အခုမြန်မာပြည်သူပြည်လုံးကိုဖျက်ဆီးခဲ့တယ်ဒါကိုများနောက်ကျကြံခဲ့တယ်လေမေးခွန်းရှိသေးတယ်နော်ဆိုတော့ဒီထဲမှာခွေးကဘာပြောသွားလဲဆိုတော့ သူကနေတတ်နိုင်တဲ့လောက်လှုပ်ပေးမယ်။ဒါကြောင့်တိုင်းရင်သားတွေကတော့ဖြစ်နိုင်တာကိုပဲတောင်းကြပါ၊လှုပ်ကြပါ။မဖြစ်နိုင်တာတွေကိုရှောက်တောင်းလို့မရဘူးလို့ပြောတယ်။ဆိုတော့ဒီမြန်မာနိုင်ငံကိုဘ ᱹ ူကပိုင်ထားတယ်လေ။တိုင်းရင်သားရှစ်မျိုးကပိုင်တယ်လား၊နင့်တို့ခွေးတွေကပိုင်တာလား။ကျမတိတယ်လောက်ကတော့ပြီးထောင်စုမြန်မာနိုင်ငံတော်လို့ခေါ်တယ်။ဆိုတော့ ပြည်ကိုထောင်ထားတဲ့တိုင်းရင်းသားရှစ်မျိုးကဒီမြန်မာနိုင်ငံကိုတည်ထောင်ထားတာမဟုတ်ဘူးလားဆိုတော့နင်းတို့ခွေးတွေကတည်ထောင်ထားတာလားဒီနေ့တိုင်းရင်းသားရှစ်မျိုးကပိုင်ဆိုင်ထားတဲ့ဒီမြန်မာနိုင်ငံကိုဘယ်သူစီမှကြောက်ရွံ့ကဘာအခွင့်အရေးကိုတောင်းရမှာလဲဖြစ်နိုင်တာကိုပဲတောင်းပါလောက်ကြပါလို့ပြောတဲ့အခါမှာဒီနေ့အဲတိုင်းရင်းသားတွေကဘာကိုဖြစ်ချင်နေကြတာလဲဒီနေ့မြန်မာနိုင်ငံမှာအပိုလူဆိုလို့ခွေးတစ်မျိုးပဲရှိတယ် ်ဒီနေ့ကျမတို့တိုင်းရင်သားတွေဟာကိုယ့်ရဲ့ပြည်နယ်ကိုယ့်ရဲ့လူမျိုးတွေရှိကြတယ်เนาะဆိုတော့ဒီနေ့ငွရုရဲ့အာနာကိုပိုင်ထားတာဘာလို့လဲဘဒုစီကနဲ့ဘာကိုတောင်းလျှောက်ရမှာလဲအရင်တော့ကတော့နင့်တို့ခွေးတွေဟာမြန်မာနိုင်ငံကိုမပိုင်မသိပေမဲ့လည်းပဲနင့်တို့ခွေးတွေနဲ့စကားမများချင်ဘူးရံမဖြစ်ချင်တဲ့အတွက်ကြောင့် NCA ဆိုတဲ့စာချုပ်ကိုကျတို့ချုပ်ဆိုခဲ့ကြတယ်အစိုးရအနေနဲ့တကယ်ဆိုလို့ရှင်ဒီအစိုးရဆိုတာဟာလေဒီတိုင်းရင်သားပါပဲ ်နော်မြန်မာနိုင်ငံရဲ့အစိုးရတွေဟာဒီတိုင်းရင်းသားကလူတွေဖြစ်တဲ့အတွက်ကြောင့်ဒီတိုင်းရင်းသားတွေနဲ့ဖွဲ့စည်းထားတဲ့ဒီအစိုးရနဲ့စာချုပ်ချုပ်ဆိုခဲ့ကြတယ်ဒါပေမဲ့နင့်တို့ခွေးတွေဟာတမူထူးခြားပြီးတော့ငတို့ဗမာလူမျိုးတွေပဲမြန်မာနိုင်ငံကိုပိုင်တယ်ငတို့ဗမာလူမျိုးပဲပဲဌာနတိုင်းရဲ့အာဏာကိုပိုင်ဆွဲရမယ်ဆိုတဲ့မူဝါဒကိုနင့်တို့ခွေးတွေကနေမှကျင့်သုံးတယ်ဒါကြောင့်မို့ပဲဒီချင်းမျိုးသားကနေမှဒုတိယသမ္မတဖြစ်လာခဲ့တဲ့အခါမှာ မြန်မာနိုင်ငံရဲ့အစဉ်အဆက်ကိုကြည့်တဲ့အခါမှာဗုဒ္ဓဘာသာဒီပဲအုပ်ချုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဒီခရီးယန်ဘာသာတဝန်လာလို့ရှိရင်မလွယ်ဘူးဆိုပြီးမှနင်တို့ဟန်နရီဘန်တီယိုကနေမှဒုတိယသမ္မတဖြစ်လာခဲ့တဲ့အခါမှာဘာသာရေးကိုခုသုံးလို့တော့မပါတာတွေဘလောက်អော်ခဲ့တယ်လဲဒါဒီက NCA ရဲ့အခြေခံဥပဒေဒီအမျိုးသားတန်းတူရဲ့အခွင့်အရေးကိုနင်တို့ကိုင်ခဲ့တယ်လားဘယ်နိုင်ငံမဆိုနိုင်ငံသားကရှိတယ်ဒီနိုင်ငံသားကထဲမှာနာမည်ပါတယ် ကြားမှာပါခဲ့တယ်ဘေမြို့နေမှာနေတယ်လေဆိုတာပဲပါတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာထူးခြားတာကတော့ဘာလူမျိုးလဲဘာဘာသာကိုကိုယ်ကိုယ်တယ်လေဆိုတာထည့်လိုက်တယ်ဒါကြောင့်မို့ဒီနေ့ကျမတို့နေရတကားကိုဒီမတ်ပုံတင်ပြလိုက်တဲ့အခါမှာ DSA ကိုတက်မယ်ဆိုလို့ရှိရင်လည်းပဲဒီမတ်ပုံတင်ကိုထည့်လိုက်တဲ့အခါမှာဟာဒါကတော့ခရီးယန်ဘာသာဖြစ်တယ်ဒါကတော့ကချင်လူမျိုးဖြစ်တယ်ဒါကြောင့်မို့ဒီလူကိုတော့ဒီနေရာမှာမထားရဘူးဆိုတဲ့ စီမင်းစီကန်နေဟာငရုမြန်မာနိုင်ငံရဲ့မတ်ပုံတင်ကနေမှခွဲခြားလိုက်တယ်။ဒါကြောင့်ဒီမြန်မာနိုင်ငံရဲ့မတ်ပုံတင်ဟာနိုင်ငံသားစစ်ဆေးရေးပဲဟုတ်ပဲနဲ့ဒီမတ်ပုံတင်အဖြစ်ကျတော့ကို လူမျိုးရေးခွဲခြားလိုက်တယ်ဘာရာရေးခွဲခြားလိုက်တယ်ဒီမတ်ပုံတင်ကြောင်းဒီမတ်ပုံတင်ကိုကင်ဆောင်တဲ့သူဒီဟာဒီနေရာမှာအထွတ်ထိပ်မရောက်တင်ဘူးဆိုမှာ ခွဲခြားလိုက်တယ် NCA ရဲ့အခြေခံမှုဖြစ်တဲ့ dan to အခွင့်ရေးဆိုတာဘယ်မှာလဲသူကတော့တော့နိုင်ငံတော်ရဲ့အာဏာကိုရယူခဲ့တယ်လို့ပြောပြီးတယ်နောက်ပိုင်းမှာဘယ်သူမှမပေးဘဲနဲ့ရတော့ယာယီသမရကိုသူဒီခွေးချဖို့ကနေမှရယူထားတယ်ကိုကိုတိုင်းလည်းအစိုးရမဟုတ်မှလည်းတိတယ်ဒါတောင်မှအခုနင်းကြိုက်ကြလို့ဘယ်နဲ့ကတော့ဘာဥပဒေထုတ်လိုက်တယ်ဘယ်နဲ့ကတော့ဘာဥပဒေထုတ်လိုက်တယ်ဆိုပြီးမှဥပဒေမျိုးစုံကိုနင်းထုတ်နေတယ် ခဏတော့ကသူပြောသွားတယ်ဒီတိုင်းရင်းသားတွေလိုအပ်တဲ့အရာတွေအားလုံးကိုလွတ်တော်မှာပြောတာဟာအကောင်းဆုံးဖြစ်တယ်လို့ပြောတယ်လွတ်တော်မလိုဘူး KIA တွေဘာလို့ချင်းတယ်လဲ။အိုးသူတို့ကတော့သူတို့ရဲ့ကချင်ပြည်နယ်ထဲမှာသူတို့အုပ်ချုပ်ချင်းတယ်။ဟုတ်ပြီနင်တို့ KIA ဘက်ကနေမှအုပ်ချုပ်လိုက်ဆိုတော့ကချင်ပြည်နယ်မှာနေထိုင်တော့တိုင်းရင်းသားတွေအားလုံးကနေမှသူတို့ကြိုက်တဲ့အစိုးရကိုသူတို့တီထောင်သွားလိမ့်မယ်။ထိုနည်းတူပဲကရင်လိုမျိုးတွေချင်းလိုမျိုးတွေရခိုင်လိုမျိုးတွေရှမ်းလိုမျိုးတွေအညာဗမာလူမျိုးတွေ အလုံးဟာသူတို့နဲ့သက်ဆိုင်တော့အစိုးရကိုသူတို့ဖွဲ့သွားမယ်ဒါကိုပဲဒီနေ့တိုင်းရင်သားရှစ်မျိုးကဒါကိုလိုချင်တယ်နင့်တို့ခွေးတွေဘာလိုချင်တလဲမြန်မာတနိုင်ငံလုံးကိုလက်ဝကြီးအုပ်ချင်တယ်မြန်မာနိုင်ငံတနိုင်ငံလုံးမှာငရုဗမာတွေပဲအဲလူမျိုးကြီးဖြစ်တယ်ငရုဗမာတွေပဲအုပ်ချုပ်ရမယ်ငရုဗမာတွေပဲဌာနတိုင်းမှာ အကြီးအကဲဟာငါတို့ဗမာလူမျိုးပဲဖြစ်ရမယ်ဆိုတော့ခွေးရိုးပြန်ယောဂာနဲ့ဒီမြန်မာနိုင်ငံကိုအုပ်ချုပ်လာတဲ့အတွက်ကြောင့်ဒီနဲ့မြန်မာနိုင်ငံမှာရှုပ်ရှက်ခတ်နေတယ်။ဒီခွေးစိတ်တတပျောက်ခဲ့တယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံဟာဘာစာချုပ်မှတောင်းမလို့ဘူးငိမ့်ချမ်းပြည်တော်ဖြစ်သွားပြီဖြစ်ချင်တာကိုပဲပြောပါဖြစ်တင်တာကိုပဲပြောပါဆိုတာဒါပဲလေဖြစ်တင်တာ ကိုပြင်းနေမှာကိုအုပ်ချုပ်မယ်ကိုတိုင်းမှာကိုအုပ်ချုပ်မယ်ဒါကဖြစ်တဲ့အရာနဲ့ဖြစ်ရမယ့်အရာဖြစ်တယ်ဒီထက်ပိုပြီးတော့နင့်တို့ကဘာကြောင့်ဒီလွတ်တော်ထဲမှာပြောချင်နေကြလဲအရင်တော့ကလူပမာတိုင်းရင်သားတွေမပါတဲ့အချိန်မှာတခြားတော့တိုင်းရင်သားတွေဟာနင့်တို့ဟာတော်လန်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဒီနေ့မြန်မာတပြည်လုံးတိုင်းရင်သား၈မျိုးအုံကြွလာပြီဒါတော့မှမြန်မာနိုင်ငံကိုနင့်တို့အုပ်ချုပ်တာဟာမန္တလာမားတလားနင့်မခွဲခြားတတ်ဘူးလားခွဲကြဖို့ ကိုကိုကိုဒီ2008ဥပဒေကိုပြောင်းလဲဖို့ရအတွက်ငါသဘောတူညီတယ်ဆိုတဲ့စကားပြတော့မှမပြောနဲ့ဒီနိုင်ငံထဲမှာနင်းအုပ်ချုပ်တာမဟုတ်ဘူးနင်းအမေကကြိုက်တဲ့ယောက်ျားနဲ့ယူပြီးမှမွေးထားတဲ့ကလေးတွေမဟုတ်ဘူးမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကဒါကြောင့်2008ဥပဒေတချို့တွေပြောင်းလဲဖို့အတွက်ငါသဘောတူညီတယ်ဆိုတော့စက်တရေတုံးတဲ့စကားဘယ်တော့မှနင်းရဲ့ပါဇက်ထက်ကလည်းမထွက်နဲ့ဘယ်တော့မှလူတွေကိုမပြောနဲ့နော် ဆိုတော့အခုကျွန်တော်တို့နောက်တရေတပုတ်နေနေလဲဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော်တော်လန်ရေးဆိုတဲ့ဟာတွေစန့်ကျင်ရေးဆိုတဲ့ဟာတွေကြောင့်မလို့စာတင်ချောင်းတွေအကန့်အသတ်မရှိပိတ်လိုက်ရတယ်ဆိုမကောင်းပါဒါနိုင်ငံအတွက်နစ်နာမှုဖြစ်ပါတယ်ပြည်သူအလုံးအတွက်နစ်နာမှုဖြစ်ပါတယ်ဘာပဲလှုပ်ရလှုပ်ကြပေါ့နော်မိမိနိုင်ငံမှာရှိတဲ့အခြေခံကျင့်ဝတ်တရားတွေမိမိနိုင်ငံမှာရှိတဲ့အခြေခံပညာရေးကျန်းမာရေးလူမှုရေးတွေတော့မထိခိုက်ဖို့လိုရဲလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဆိုတော့အခုဒီဗီဒီယိုထဲမှာ တကယ်ဆိုလို့ရှိရင်တော့ဇော်မဲလေးပြောသွားတာဒီအရှိအပဲဒါပေမဲ့ဒီထဲကနေမှကိုလိုချင်တဲ့အပိုင်းကိုပဲဖြတ်ယူထားတာဖြစ်တယ်ဆိုတော့အခုဒီထဲမှာ तू ပြောသွားတာဟာ တော်လာရဲကြောင်နိုင်ငံရဲကိုဆန့်ကျင်တိုင်တဲ့အတွက်ကြောင့်ကျောင်းတွေပိတ်လိုက်တာမျိုးကတော့လုံးဝမလုပ်သင့်ဘူးပြီးလို့ရှိရင်ဒီတော်လန်ဒီရဲတွေကြောင့်နိုင်ငံအတွက်ပြည်သူလူထုတွေအတွက်နစ်နာမှုတွေအများကြီးရှိခဲ့တယ်ဒီတော်လန်ရဲတွေကြောင့်နိုင်ငံရဲ့အခြေခံကြတဲ့ပညာရေးလူမှုရေးစီးပွားရေးတွေကိုထိခိုက်တယ်လို့ပြောတဲ့အခါမှာဒီနဲ့အာနာကိုရစ်မှုခဲ့တော့နင်တို့ခွေးတိုက်ဒီကြောင့်မြန်မာနိုင်ငံရဲ့အကြောင်းကိုဘုဒ္ဓဘုံကျဲတိုက်ခိုက်ခဲ့တယ်လေ လူမှုရေးလို့ပြောတဲ့အခါမှာလည်းဘယ်မှာကျတို့တော်လိုက်ရေးတွေပွဲလုံနိုင်တာရှိတယ်လဲဘာသာရေးကိုကျွတ်ပြောမယ်ဘာသာရေးအแทမှာတောင်မှဗုဒ္ဓဘာသာကိုပြောမယ်ဗုဒ္ဓဘာသာအแทမှာတောင်မှ ခွေးတွေရဲ့ဗုဒ္ဓဘာသာနဲ့ဒီနဲ့လူ တိုင်းရင်သားတွေကိုကိုွယ်နေတော့ဗုဒ္ဓဘာသာကြွားချတယ်အခုနင်းတို့ခွေးတွေခွင့်ပြုထားတဲ့နေရာမှာတစောင်းတိုင်းတွေကြိုက်တယ်လို့လုပ်လို့ရတယ်မိထွန်းပွဲတွေလုပ်လို့ရတယ်တကြံတွေကိုကြိုက်တယ်လို့လုပ်လို့ရတယ်ဥပုပ်တွေလုပ်လို့ရတယ်ဒါပေမဲ့ဒီနေ့လူတိုင်းရင်သားတွေလုပ်နေတဲ့တကြံဆိုလို့ရှိရင်လည်းဥပုပ်ဆောင်တဲ့နေရာမှာနင်းတို့ဘုံကျဲတိုက်ခိုက်တယ်ဖုန်ကြီးကြောင်းဒီမှာနင်းတို့ဘုံကျဲတိုက်ခိုက်ခဲ့တာတွေလောက်ခဲ့တယ်လူဒီမင်္ဂလာဆောင်လို့ရှိရင်ဘုံကျဲတိုက်ခိုက်တယ်လူဒီပ အလူလုတ်တယ်ဆိုလို့ရှိရင်နင်းတို့ဘုံကျဲတိုက်ခိုက်တယ်နင်းတို့ခွေးတွေလုတ်တဲ့နေရကလွဲရင်ကြံတဲ့လူတွေကိုကိုွယ်တဲ့ဘာသာတွေကိုနင်းတို့ဘာလုတ်ခဲ့တယ်ဗုဒ္ဓဘာသာနာမည်တူတာတောင်မှနင်းတို့ကိုကိုွယ်တဲ့နေရနင်းတို့လုတ်တဲ့နေရကလွဲရင်ကြံတော့ဗုဒ္ဓဘာသာတွေလုတ်တဲ့ပွဲတိုင်းကိုနင်းတို့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတော့ဒီနဲ့တော်လန်ရေးဆိုတဲ့နေရအแทမှာတောင်မှနင်းတို့လိုမျိုးအာနာယူတော့ခွေးတဲ့တိုက်ချောင်းမြန်မာနိုင်ငံက ပညာရေးစီးပွားရေးလူမှုရေးတွေအကုန်ပျက်စီးသွားခဲ့တယ်။ဆိုတော့ဒီလိုမျိုးခွေးတရိုက်ကြောင့်ပျက်စီးနေတဲ့အချိန်မှာပဲဒီခွေးတရိုက်ဒီရဲ့ မစင်နန့်ကိုရှူဆိုင်နေတော့ဘောမာဒီကြောင့်လေဒီနေ့မြန်မာနိုင်ငံဟာပြက်စီးခဲ့ရတယ်ဒါဒီကိုနင့်တို့မမြင်လို့ပဲဒီ NCA ဆိုတာဟာရက်ခဲပါတယ် NCA ဆိုတာမလွယ်ပါဘူးလို့ပြောတယ် NCA ဟာလွယ်လွယ်လေးပဲလူသားဖြစ်တယ်ဆိုလို့ရှိရင် NCA ဆိုတာဟာလွယ်လွယ်လေးပဲဘာကြောင့်လဲဆိုတော့ NCA ရဲ့အချက်ခံမူကိုမှလွယ်လွယ်လေးပဲ down to အခွင့်အရေး federal democracy ရရှိဖို့ရအတွက်ခြေလှမ်းဖြစ်တဲ့ အမျိုးသားတန်တူခွင့်ရအမျိုးသားတန်တူအခွင့်ရဆိုတာဟာနစ်လဲလူပဲငါလဲလူပဲနစ်လဲသမင်းစားချင်တယ်ငါလဲသမင်းစားချင်တယ်ဆိုတော့နစ်လဲပတ်စံလို့တယ်ငါလဲပတ်စံလို့တယ်ဒီတရားပေါ်မှာမူတည်ပြီးတော့အလုံးဟာလူကိုလူလိုမြင်ရမယ်အစားနင်းတို့ခွေးတွေဟာငါတို့ဟာလူမျိုးကြီးငါတို့ပဲအုပ်ချုပ်ရမယ်နေရတကာထဲမှာငါတို့ပဲ ခေါင်းမော်ထိုက်ရမယ်ဆိုတဲ့ခွေးစိတ်တတ်တီကြောင့်ဒီနေ့မြန်မာနိုင်ငံမှာတိုင်းရင်းသား၈မျိုးကနေမှတယောက်တစ်ချက်စီဘဲယူတင်တဲ့ဥစ္စာကိုနင့်တို့ခွေးတွေရှစ်ချက်လိုချင်လို့ပဲဒီပြဿနာဖြစ်ခဲ့တယ်။နိုင်ငံမပြောနဲ့အိမ်ထောင်တစ်ခုထဲမှာတောင်မှတန်းတူအခွင့်ရရှိတယ်ဆိုတဲ့ဥစ္စာမမြင်ဘဲနဲ့ဘိုးကြော့ချင်တဲ့သူရှိခဲ့ရင်အိမ်ထောင်ဟာပြိုလဲတယ်။ထို့နည်းတူပဲနိုင်ငံဆိုရင်ပိုဆိုးသွားတာပေါ့နော်။ဒါကြောင့်နင့်တို့ခွေးတွေကသာ ခွေးကောင်းဖြစ်ခဲ့တယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံဟာဘာသာချုပ်မှမလို့ဘူးငြိမ်းချမ်းပြီးတာဖြစ်တယ်။နင်းတို့ကသာခွေးကောင်းစိတ်တစ်ခုအထဲဝင်လာခဲ့ရင်မြန်မာနိုင်ငံကငြိမ်းချမ်းပြီးတာဖြစ်တယ်။ NCS အချုပ်ဟာခွေးတွေအတွက်ခက်ပေမဲ့လူတွေအတွက်ကလွယ်လွယ်လေးပဲဆိုတာကိုမမေ့ကြပါနဲ့။နော်ပြည်သူတွေအားလုံးကြားမှာပြောရှိကြပါစေ။